ချို့ကြတော့အတန်ရှင်ရှာတာလို့ပါလို့ဆိုခုနောက်ပိုင်းကျတော့တုံတုံသူတို့လာပြီးပြောမှပဲကိုကဘယ်လိုပြောမလဲအချင်းနေကြည့်ပြီးတော့လုပ်ပေးတာပေါ့နော်အဓိကပေါ့နော်ဒီ easy တစ်ထည့်ဆိုလို့ချင်းအနည်းဆုံးကျွန်တော်တို့မကုန်ဘူးဆိုတော့မှဒီ final ဆိုလို့ချင်းအနည်းဆုံးကတော့30ပေါ့နော်အဲဆိုတော့သူ့ထက်များဖို့ပဲရှိပါတယ် even ကတခုဖြစ်ဖို့ဆိုတာလည်းပေါ့နော်မလွယ်ဘူးပေါ့နော်အဲ့ဒါကိုနောက်အကောင်ဆုံးလို့လုပ်ပေးမယ်ဆိုတော့ time ဒီပဲဝမ်းနာဝမ်းနာမိပါမယ်ကျေးဇူးလည်းရန်ဒီပါတယ် ေါ့နော်ဒီပွဲရေးကြတော့အခုဒီပွဲရေးကြတော့ပေါ့နော်အဲလောက်တော့လောက်ပေးခြင်းနဲ့ကွာဒီလားဒါပေမဲ့လေအော်အဲ့လိုမျိုးဘယ်လိုပြောမလဲအခု social မှာဖြစ်နေတယ်ဆိုပြီးတယ်မလားချို့ကြတော့ဟိုကိုကတော့ကောင်းစီခြင်းလောက်လုပ်ပေးတာကွာဒါပေမဲ့သူတို့စိတ်ထဲမှာကြတော့အဲ့လိုမျိုးပေါ့ attention ရှာတာလို့ဘာလို့ဆိုတော့ကျွန်တော်ကကြတော့အခုနောက်ပိုင်းကြတော့တုံတုံကိုဘကမပြောတော့ဒီတိုင်းပဲကိုလုပ်ပညာဆိုဒီတိုင်းလေးပဲကြည့်နေတယ်သူတို့လာပြီးပြောမှာပဲကိုက ဘယ်လိုပြောမလဲအချင်းနေကြည့်ပြီးတော့လုပ်ပေးတာပေါ့နော်ဟယ်လိုဆိုတော့ကိုကြီးအမေမိုးဆက်ချိုမိုးဆက်ချိုဘယ်လိုလဲပေါ့နော်မစဉ်းစားနေရလို့ဘယ်သူမှတော့မသိဘူးလို့ဒါမှမပြီးတော့မှအော်မစ်စီမျိုးပြိုင်နေတဲ့အင်းစင်ရဆိုအော်အဲ့တော့မှအော်โอเคလို့ညီမလေးဆိုတော့သူပြောတဲ့အချိန်မှာနည်းနည်းကိုလဲပေါ့ရက်ကလည်းညင်းအောင်နော်ညီမလေးနော်လေးလာပိုင်းကိုရက်နေဆိုတော့ဖိုင်နေရလဲအရန်ကြီးနေရပေါ့ကျွန်တော်အမှန်ဆိုလို့ရှိရင်တော့အားတော့မအားတော့ဒီ တချံပြီးလဲအချပွဲလဲလက္ခဏာတော့လေဂျားထဲမှာကြာကျွန်တော် နားလာလိုက်တာဒါပေမဲ့ညီမလေးပြောတဲ့အချိန်မှာကြာတော့ဘာပြောဘူးနည်းနည်းစဉ်းစားလိုက်သေးတာပေါ့နော်အရေးကြီးတဲ့ဟာရေရှိလားနည်းနည်းကြော်လို့ရတာပေါ့ကြီးတဲ့အချိန်မှာနည်းနည်းလေး ဘယ်လိုပြောမလဲလှုပ်ပြီးလို့ရတဲ့အနေအထားလေးဆိုတော့ပါပြီးတော့ညီမလေးညီမပြန်ပြောပြလိုက်နော်အဲ့ဆိုတော့ကိုကြီးလှုပ်ပြီးပြမယ်လှုပ်ပေးမယ်လို့ဟုတ်စီကိုဆက်ဆက်မြဲမြဲဒီတာရောက်လာတာပေါ့နော်မိုးစစ်ချူဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာစောနာပြောတယ်လို့မျိုးအထင်ရှိရှာလို့ထင်ကန်းပါလဲဆိုရဲဟုတ်တယ်ဗျာဟုတ်လက်ကိုညီရဲ့ဆေးမှာတော့ဆုံးဆုံးပြလိုက်တာလေးလေးပြောပြပါအောင်ဟုတ်ကိုလိုလိုလလားနဲ့အဲကိုဝတ်စုံလေးဝတ်ချင်တယ်ကိုဖိတ်ခေါ်တဲ့အတိုင်းပါဆိုကျွန်တော်ကဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုတိုင်းပြောစပူရင်းပေးတယ်ပေါ့နော်လှုပ်လဲလှုပ်ပေးတယ်အဲဆိုအဓိကအကြောင်းရောအဲ့ဒါပါပဲညီမလေးကြတော့ဘယ်လိုပြောလဲသူစူးစမ်းနေရလေးလေးမြင်ရတယ်ကွာနောက်တစ်ခုကြတော့ကို ိုယ်တိုင်လည်းသူကိုယ်တိုင်လည်းလိုအပ်နေတယ်အဲကိုယ့်ရဲ့ fashion လည်းသူကိုယ်တိုင်လိုလားလားနဲ့အဲဝတ်ချင်တယ်ဆိုတော့ကြိုက်တယ်ဆိုတော့ပို့ပြီးတော့လည်းလုပ်ဝေးဖြစ်တာပေါ့ဗျာအဓိကပေါ့နော်ညီမလေးကကြတော့အဲမျက်နှာလေးကလုံးဝခရီးတိုက်လေးချစ်စရာလေးပေါ့နော်ဒါပေမဲ့တစ်ခုကကြတော့ညီမလေးကနည်းနည်းလေးပေါ့နော် body လေးကနည်းနည်းလေးအဲပြည့်ရည်လေးထဲပါရပေါ့နော်အဲဆိုတော့အဓိကကြတော့သူ့ရဲ့အလှတရားတွေကိုဖော်ထုတ်မယ်နောက်တစ်ခုကကြတော့သူ့ရဲ့နည်းနည်းပေါ့နော်သူကိုယ်တိုင်အဲ သူ့ရဲ့အားနည်းချက်လို့ထင်တဲ့အရာမျိုးတွေကိုကြတော့အဲဖျောက်ထားဖို့စဉ်းစားတာပါတယ်နော်အဲနောက်ဆုံးဒီပြောမယ်ဆိုလို့ရှင် crown sound ပဲဝစ်ဆုံဆူတော့အဓိကကြတော့တော်တော်များများကြတော့လှကြတယ်လှကျင်ကြတယ်ပေါ့နော်သူသူထက်ကအပြိုင်ဆိုင်လုံးကြတယ်ကွာဝစ်ဆုံကကျွန်တော်မလုပ်ရင်လည်းမလုပ်ပါနော်တကယ်တော့လုပ်ပြီးဟေးဆိုလို့ရှင်လည်းကျွန်တော်အဲ့တရားကိုကြတော့ပြောချင်တာကြတော့ဘယ်လိုပြောမလဲအဲဒီပွဲထဲမှာဆိုလို့ရှင်တပတ် EG ပဲပြည်ရလေနော်အဓိကမရရင်နေပါစေအဓိကအိတ်ချက်တာနေရမယ် ဲ့လိုစိတ်မျိုးနဲ့ပဲကျွန်တော်လုပ်ပေးတယ်အဓိကအတူတကယ်လို့ဆိုပါဆိုလွဲချော်ခဲ့ပြီးစုမြရင်တော့မှအပွဲထဲမှာဟာလုံးဝအလှဆုံးအမိုက်ဆုံးဆိုတဲ့ရတာမျိုးပေးခြင်းနဲ့အဓိကပေါ့နော်ဒီ easy တစ်ထည်ဆိုလို့ရှိရင်အနည်းဆုံးကျွန်တော်တို့မကုန်ဘူးဆိုတော့မှဒီ final ဆိုလို့ရှိရင်အနည်းဆုံးကတော့30ပေါ့နော်အဲဆိုတော့သူ့ထက်များဖို့ပဲရှိပါတယ်ဟုတ်အနည်းဆုံးတော့30ပေါ့။ event ကတခုဖြစ်ဖို့ဆိုတာလည်းပေါ့เนาะမလွယ်ဘူးပေါ့เนาะဒီ ဒီအကုန်ဆိုရက်ဒီ just ချုပ်ရမယ်ဆိုတာသူ့ရဲ့ idea ကြီးပါမယ်ငွေကြီးတွေအကုန်ပါမယ်ဆိုမလွယ်ဘူးပေါ့နော်အဲ့ဒါကိုဒီမှာအကုန် screen လုပ်ပေးမယ်ဆိုတော့ time ဒီပဲဝန်နာဝန်နာမိပါမယ်ကျေးဇူးလည်းရန်ဒီပါလေကျွန်တော်ရှေ့ဝယ်မှာလည်းအများကြီးဖန်တီးပြီးတော့လေဒီကကိုယ်စုံဝယ်လိုက်တဲ့ကလေးဆိုလို့ချင်းအနည်းဆုံးတော့ဘယ်လိုပြောမလဲအဲတခုခုပေါ့နော်အဲစုတခုခုလည်းချိန်စီခြင်းနဲ့နောက်တစ်ခုကကြတော့မဟုတ်ရင်တော့မှပဲနော်အဲ ဘယ်လိုပြောမလဲပွဲထဲမှာအလားဆုံးဖြစ်စေခြင်းနဲ့ချင်းစေခြင်းနဲ့နောက်တစ်ခါကျတော့တစ်ခုခုပေါ့နော်နေရာလေးတစ်ခုပေါ့နော်အဲဒီပွဲရပြီးသွားတယ်နောက်ထပ်နေရာလေးတစ်ခုအဲအဲ့လိုမျိုးလေးလည်းရစေခြင်းနဲ့ပေါ့ဗျဟုတ်ရွှေရွှေလည်းလို့ပြောရတယ်နော်လက်နဲ့ထိတိုင်းရှိအဲမဟုတ်ဘူးအဲရှေ့ပိုင်းမှာကျွန်တော်မီဒီယာတွေမှာပဲတွေ့မိတယ်ပေါ့တွေ့မိတယ်ဆိုမစိုးပါဘူးမီဒီယာတွေမှာလည်းအဲလှတယ်ပေါ့နော်ဒါပေမဲ့အပြင်မှာတော့ပို့ပြီးအချစ်စရာကောင်းတယ်ကျူးတိုက်လည်းပို့သွားတယ်ပြီးတော့အဲ့လောက်လည်းဘော်ဒီကလည်းပြောမှဆိုလို့ရှိရင် ဟိုထဲမှာလောက်ကွာရိုင်းပြည့်တယ်မပအောင်နော်သူကသူပြပြပြလေးရှိတယ်သူ့ရဲ့ဒီမျက်နှာသူ့ရဲ့ body စူးစမ်းနေကွက်တိကြတယ်ချစ်စရာလေးပါဝိတ်ချော်ဟုတ်ရှော့နေပြီချစ်အဓိကကတော့ညီမကြီးဝိတ်ချော်တာနေပတ်သက်ပြီးအဓိကညီမအရန်အစားကျဲ့ရဲ့အချိန်မှာပါအဲ့ဒါအဲထမေးထမေးရန်အဲ့လိုခုံနေရပေါ့ပြောရမယ်ဆိုထမေးရန်ကျဲ့ရဲ့ဆိုတော့အဲ့ထမေးကိုအဲ့လိုရှော့ချပလိုက်တယ်ရှော့ချပြီးကိုစားနေရဲ့ဥစားကိုပိုမမေ့ညနာမြင်မကြည့်ရပါဘူး ညာမချင်းရပေါ့အဲ့လိုမျိုးလေးပေါ့အဲ့လိုအစားလေးအဲ့လို short short ပြီးတော့ညပိုင်းအဲ့ဟိုပေါ့နော်ဟိုဦးမင်းကနေပြီးတော့မစက်ဟိုဒီလူချင်းငယ်လောက်ပြီးတော့ training လေးလောက်ပြပါတယ်ပြန်ခွဲအတွက်ကိုကညီမကအာအခုကကျတော့ဒါပူတူဖုန်တင်ပေါ့နော်ဖုန်တင်ညီမ32ရက်နေ့အထိဖုန်ဖုန်တူဖုန်တင်နေရှိမယ်ဒီခါကျရင် April 9ရက်နေ့ final ပေါ့နော် final April 9ရက်နေ့ဟာရှိမယ်အာမနေ့ကဆိုရောညီမတို့ဒီဟို ဟောဘာမလဲ opening desktop ကိုပြကြည့်ပြကြည့်ရအောင်မြက်စပြကြည့်ရအောင်ပဲပေါ့နော်အဲ့တော့အခုကတော့ညီမဝေးချဝေးဝေးစားချနေပါကျွန်တော်တို့ညီမလေးရဲ့အလှကြတော့လေဟို miss တယောက်အလှတော့မဟုတ်နေဘူးဒါပေမဲ့သူ့ပုံစံလေးကြတော့ဟိုပြောမယ်ဆိုလို့ရှိရင်မင်းသမီးလှုပ်လို့ရှိရင်ပိုကောင်းမယ်နေတယ်ဘာလို့လဲဆိုတော့မျက်နှာလေးကကြတော့ကျွန်တော်တို့ cute type ပဲလေပေါ့နော်ချစ်စရာလေးဆိုတော့အပြုံးလေးနဲ့တားလှတယ်အဲ့ဒါဆိုတော့လေအဲဖြစ်နိုင်တော့ဒီပွဲလေးပြီးလို့ရှိရင်တော့အခွင့်တားခဲ့လို့ရှိရင်မင်းသမီးလှုပ်ပါလို့ပြောချင်ပါတယ်ဘယ်လိုလဲဘယ်လိုလဲလှုပ်ပြောပါလှုပ်ချင်တာ ဟုတ်တယ်အာညီမကိုရလည်းဒီမိနမီကိုပို့ပြီးတော့ဝတ်နာပါတယ်ရှေ့ဟုတ်အဲညီမလေးအဲဒီခု Miss Universe အင်းစိန်နော်ဟုတ်အင်းစိန်မှာပြန်ညီမလေးမိုးဆက်ချိုတက်ကိုအဲကိုနိုင်တဲ့ဘက်ကနေပြီးတော့နော် EG လေးကိုဒီ final ညမှာအလှပါဆုံးဖြစ်အောင်အဲနိုင်တဲ့ဘက်ကပေါ့နော်အခုရက်ကလည်းတားနီးနေပြီဆိုတော့လေအဲကိုအစွမ်းကုန်စူးစမ်းပြီးတော့ sporting ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ဘာပြောညီမလေးကိုချစ်တဲ့သူတွေရောကျွန်တော်ဥဆောင်လေးစောင့်ကြည့်အားပေးနေသူတွေရောစောင့်ကြည့်ပေးပါဟုတ် အပိစာပေါင်းကိုပြောချင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါတယ်ကျေးဇူးပါ